စိုက်ပျိုးရေးငွေမြူရေးနဲ့ဆယ်များဝန်ကြီးဌာနပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမျိုးစီဌာနခွဲမှຫນွေစပားအောင်နိုင်တို့နဲ့စာဘူးတာစိုက်ပျိုးခြင်းကွင်းတရုတ်ပြပွဲကိုအီဘီလာ၃ရက်နေ့ကပွင့်ဖြူမြို့တန်ချံမှာကျင်းပခဲ့ပါတယ်။ပွင့်ဖြူမြို့နယ်အတွင်းလက်ရှိအချိန်ထိຫນွေစပားဧကတောင်းတထောင်ချောနဲ့ຫນွေနှဲဧက1900ချောအထိစိုက်ပျိုးပြီးစီးပြီဖြစ်တယ်လို့သိရပါတယ်။တရင်ပြေဆုံးကိုမကွေတရင်ဌာနခွဲမှဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ မကွေးတိုင်းဒေသကြီးကွေးမျိုးမျိုးနဲ့စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လူစပါး3000ကျော်ရထားလျက်ရှိပြီးလူနဲ့အနေနဲ့4000ကျော်စုစုပေါင်းလူသီးနာ9000ကျော်ရထားစိုက်ပျိုးသားမှဖြစ်ပြီးလက်ရှိမှာတော့လူစပါး1000ကျော်နဲ့လူနဲ့1900ကျော်အထိစိုက်ပျိုးပြီးစီးပြီးဖြစ်ပါတယ်။ကွေးမျိုးမျိုးနဲ့အတွင်းမှာတော့လူစပါးမျိုးကွဲများဖြစ်တဲ့စာကူတာအောင်နိုင်တို့ရတနာတို့စရဲတက်တန်းတို့စပါးထွက်တို့မျိုးများကိုစိုက်ပျိုးတာဖြစ်ပြီးနှိုင်းမျိုးများအနေနဲ့ဗန်းနိုင်ထွက်တော်ရရှိနိုင်တဲ့စီးရင်နာလေးသိပ္ပံနှန်းနဲ့ စမုံနဲ့စရဲ့နှိုင်းမြများကိုစိုက်ပြိုးတာဖြစ်တယ်လို့သိရပါတယ်အဲကျမတို့ပွင့်မြုံနယ်မှာဆိုလို့ရှိရင်ຫນွေစပားအနေနဲ့3000ကျော်ရထားပြီးတော့ຫນွေနှံအနေနဲ့4000ကျော်စုစုပေါင်းຫນွေတိနှံအနေနဲ့9000ကျော်ရထားပါတယ်။လက်ရှိချိန်ဒီစိုက်ပျိုးပစ္စည်းမှုအနေနဲ့ဆိုလို့ရှိရင်တော့ຫນွေစပား1000ကျော်နဲ့ຫນွေနှံ အဲတောင်ကိုတောင်ကျော်အထိလက်ရှိချိန်မှာစံပြိုးပြီးဖြစ်ပါတယ်။အဲစံပြိုးတဲ့ထဲမှာဆိုလို့ရှိရင်ຫນွေစွားဆိုမျိုးခွဲတွေနည်းနည်းကတော့စာဖို့သားအောင်နိုင်တွရန္နာတွဆိုတဲ့မျိုးတွေတတန်းတူထောက်ကောင်းမျိုးတွေကိုစံပြိုးဆောင်ထားရှိပါတယ်။နှမ်းဆိုလို့ရှိရင်လည်းပန်းနိုင်ထွန်းလုံးရရှိနိုင်တဲ့နှမ်းမျိုးတွေဖြစ်တဲ့ဆေးရန္နာလေးသိပ်ပန်းနဲ့စမုံနဲ့နဲ့မကွေးနှစ်မြင်းစာ၂၀၁၄ဆိုတဲ့နှမ်းမျိုးတွေကိုကျမတို့လက်ရှိအချိန်မှာစံပြူဆောင်ထားရှိပါလက်ရှင်ကျမတို့အနေနဲ့တောင်သူတွေကိုစံပြူပြသရတဲ့စံပြူနည်းစနစ်တွေကိုစံပြူပြသရတဲ့ရည်ရွယ်ချက်ကတော့တောင်သူတွေအနေနဲ့မိမိတို့ရဲ့စိုက်ခင်းတွေမှာ တန်းနိုင်ထွန်းလုံးရရှိအောင်ဆောင်ရွက်နိုင်ရဲ့အတွက်ကိုကျမတို့ကလက်တွေဆိုင်ပြပြတာဖြစ်ပါတယ်။နှမ်းအနေနဲ့ဆိုလို့ရှိရင်လည်းပဲကျမတို့စင်မြောင်းပံမြောင်းအနေနဲ့အဲဘောင်ကြီးတင်ဆိုင်ပြနေစနစ်တွေကိုတောင်းတလို့ဆိုင်ပြပြတာပါတယ်။ရည်ရွယ်ချက်ကတော့ရာသီဥပေါင်းပြန်လာလို့ဘိုးများခဲ့မယ်အဲတော့ဘေးရန်တွေကျုံခဲ့မယ်ဆိုလို့ရှိရင်တောင်းတရင်းနေနဲ့တင်းတန်းနေပြည့်စုံဆုံးချုံးမှုမရှိဘဲနဲ့မိမိတို့ စိုက်ခင်းရနေပြောကြပါတော့เนาะတိနိုင်အထွန်းနှုံးနေပန်းနိုင်ထွန်းနှုံးနေရရှိအောင်ဆိုပြီးရွေးချင်တဲ့ကျမတို့ဆောင်ရွက်တာဖြစ်ပါတယ်ရှင့်ကျမတို့ပြည်မြုံနဲ့တိုင်ပြည်ဝင်ဦးစီးဌာနအနေနဲ့ကတော့ကျမတို့သက်ဆိုင်ရာဌာနရင်းနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ကျမတို့တောင်သူတွေရဲ့အဲစိုက်ပျိုးတဲ့နေရာမှာတိနိုင်နဲ့အထွန်းနှုံးကောင်းဖို့အတွက်ကိုအားလုံးဝိုင်းဝန်းပြီးတော့ကျူးမဆောင်ရွက်တာဖြစ်ပါတယ်ရှင့်ပြည်မြုံမြို့နဲ့စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့တောင်သူများပန်းနိုင်ထွန်းနှုံးရရှိအောင်နဲ့စိုက်ပျိုးနည်းစနစ်များကိုသိရှိပြီးပေါင်းစပ်စိုက်ပျိုးတဲ့ရှင်ကို ဖေဖော်ဝါရီအနေနဲ့ကြောင့်လေစက်ကင်းများပြည့်စုံဆုံးရှုံးမှုမရှိအောင်အတွက်ဒီနံအထွန်းလုံးရရှိအောင်လက်တွေစိုက်ပျိုးနေဝင်းတရုတ်ပြည်ချင်းများကိုလည်းစောင်းရင်းလျက်ရှိတာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့မကွေးသတင်းထဏခွဲကပြဖို့ထားတာဖြစ်ပါတယ်ရှင်